မောက်မေမြို့နယ်၌မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဗလာအမျိုးသားဘော်လုံးပြိုင်ပွဲဘူးလူပွဲနှင့်စုချင်းမြင့်ပွဲအခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းလင်းခေခရိုင်မောက်မေမြို့နယ်၌2025ခုနှစ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဗလာရက်ွက်ကြေးရွာအုပ်စုပေါင်းစုံအလွတ်တန်းအမျိုးသားဘော်လုံးပြိုင်ပွဲဘူးလူပွဲနှင့်စုချင်းမြင့်ပွဲအခမ်းအနားကို နန်ယွန်းကောက်ကွင်း၌ယမန်နေ့ညနေ3:00နာရီကကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါမြို့သားဘောလုံးပြိုင်ပွဲတွင်အသင်းပေါင်း7သင်းဝင်ရောက်ရှင်ပြိုင်ကစားကြပြီးနောက်ဆုံးဘောလုံးပွဲတွင်ကုန်းလန်းရက်ကွက်အသင်းကပညာရေးအသင်းကိုငကိုးတကိုးဖြင့်အနိုင်ရရှိပြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသက်နိုင်နှင့်တာဝန်ရှိသူများကငွေသားစုနှင့် စုပလားများ အကောင်းဆုံးကိုယ်သမားစု အကောင်းဆုံးနောက်တန်းအာကစားသမားစုအကောင်းဆုံးအလေတန်းအာကစားသမားစုအကောင်းဆုံးရှေ့တန်းအာကစားသမားစုပွဲစဉ်တစ်ချောင်းလုံးအကောင်းဆုံးအာကစားသမားစုများကိုအသီးသီးစုများကြီးမြင့်ပေးအပ်ပြီးစုပြီးပွဲအခမ်းအနားသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များမြို့နယ်ဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများလူမှုရေးအသင်းအဖွဲ့များအားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်ခမညာ